KNU ထင်းကျုံနယ်မြေတွင်စစ်တပ်၏လေကြောင်းနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကိုလအတွင်ចောင်းသားနှင့်ចောင်းသူ15ဦးသေဆုံးပြီးစာတင်ចောင်း18ခုပျက်စီးကရင်မျိုးသားစီယုံကော်သူလေအုပ်ချုပ်နယ်မြေတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ចောင်းသားနှင့်ចောင်းသူ15ဦးသေဆုံးကစာတင်ចောင်းပေါင်း18ခုပျက်စီးခဲ့ကြောင်းဒီနေ့ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်သည် 2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအထိ ကော်တူးလီအုပ်ချုပ်နယ်မြေတွင်းရှိစာတင်ကျောင်းများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်မှတ်ထား၍နေကျောင်းလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ15ဦးသေဆုံးပြီးကျောင်းသားကျောင်းသူ36ဦးဆရာဆရာမ2ဦးဒဏ်ရာရရှိခဲ့ကြောင်းထို့အပြင်စာတင်ကျောင်းပေါင်း18ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည် 2025-2026ပညာသင်နှစ်အတွင်းကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှဦးဆောင်ကကော်တူးလေအုပ်ချုပ်နယ်မြေရှိစာတင်ကျောင်းပေါင်းတက်938ကျောင်းကိုဖွင့်လှစ်ထား၍ကျောင်းသားကျောင်းသူပေါင်း149 862 9ဦးအတွက်ဆရာဆရာမပေါင်းဆက်တဲ့939ဦးခန့်ထားကတင် जा ပို့ချလျက်ရှိကြောင်းသိရသည် ထို့သို့ပညာသင်ကြားနေရသောចောင်းသားចောင်းသူများဆရာဆရာမများအနေဖြင့်အကျန်းဖက်စစ်ကောင်စီတက်ကစာသင်ကျောင်းများကိုပြစ်မှတ်ထားကာရည်ရွယ်ချက်ရှိရှိဖြင့်နေចောင်းလက်နက်ကြီးများဖြင့်အဆက်မပြတ်တိုက်ခိုက်လျက်ရှိသောကြောင့်ကြောက်ရွံ့စွာပညာသင်ကြားနေရကြောင်း KNU ဗဟိုကယနေ့အောက်တိုဘာလ9ရက်နေ့တွင်ကြားရောက်သည့်ကမ္ဘာ့ဆရာနှင့်အထိမ်းအမှတ်ထုတ်ပြန်ချက်တွင်ပြောဆိုထားသည် ို့ကြောင့်ကော်တူးလေအုပ်ချုပ်နယ်မြေများအတွင်ចောင်းဆရာဆရာမများနှင့်ចောင်းသားចောင်းသူများလွတ်လပ်စွာပညာသင်ကြားခွင့်ရရှိရေးနှင့်အသက်အန္တရာယ်စိုးရိမ်ရမှုများမှကင်းလွတ်စေရန်အတွက်ကူညီပေးကြပါယင်းနှင့်စစ်အာဏာရှင်အုပ်စုကိုအင်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက်ဖိအားပေးမှုနှင့်အရေးယူမှုများဆောင်ရွက်ပေးရန်နိုင်ငံတကာအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများကို KNU ၊ကရင်မျိုးသားအစည်းအရုံးကတိုက်တွန်းထားသည် ဓာတ်ပုံစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုနှင့်ပစ်ခတ်မှုများအကြား KNU ထိန်းချုပ်နယ်မြေအတွင်းရာသီပုံစံဖြင့်ဖွင့်လှစ်တင်ကြားနေသည့်စာသင်ခန်းများ